င်္ဂလာပါခင်ဗျာလူငယ်ခေတ်ရဲ့တကြံ FM ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ဟာတကြံအတက်နေ့ဖြစ်တယ်လို့တကြံ FM ထုတ်လွှင့်မှုရဲ့နောက်ဆုံးနေ့နောက်ဆုံးအစီအစဉ်လည်းဖြစ်ပါတယ်ဒီနေ့အစီအစဉ်ဟာဒီနေ့တကြံအတွက်တကြံ FM ရဲ့နောက်ဆုံးထုတ်လွှင့်မှုဖြစ်တယ်လို့မြန်မာလူငယ်တွေရဲ့ရင်းနှင်းစကားသံတွေကတဆင့်ပြောပြခဲ့တဲ့ဒီနေ့တကြံအကြောင်းလေးတွေကိုအဆုံးသတ်ရတော့မှာပါ ရှေ့နှစ်ရက်မှာ ကျွန်တော်တို့နေရာအနှက်ကလူငယ်တွေရဲ့အမတ်တရားတွေစိတ်ခံစားမှုတွေနဲ့သူတို့ရဲ့ဇာတ်ကြောင်းတွေကိုမျှဝေခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့နောက်ဆုံးနေ့မှာတော့တကြံ FN ကနေတငယ်ချင်း၄ယောက်စီက အမတ်တရားစကားသံတွေရရှိထားပါတယ်။တယောက်ချင်းစီရဲ့အမတ်တရားစကားသံတွေက အချက်အလွမ်းစွန့်လွတ်ဆုံးရှုံးရမှုတွေနဲ့မျောလင့်ချက်တွေကိုလှမ်းမြင်နေရတဲ့ဗရင်တစ်ခုလိုပါပဲ။ အရင်ဆုံးမဟာချိန်မှာရောက်ရှိနေတဲ့ညီမလေးတယောက်ရဲ့စကားတံကိုနားထောင်ကြရအောင်ပါ။တကယ်မှပထမဆုံးရေလောင်းကျင်တဲ့လူကတော့အဖိုးပဲပေါ့နော်။အဖိုးကလေမန္တလေးသားဆိုတော့သူကရေးအရင်ကြောက်တယ်။တကြံဆိုရင်ရေဆိုးမှာဆိုးလို့ဆိုပြီးတော့လက်ဖေးဆန်တာမထွက်ပဲနဲ့တခြားသူကပဲခိုင်းမိမှတောက်တက်တဲ့လူပေါ့နော်။နိုင်ငံပြန်မိနေကောင်းသွားတဲ့တရက်ကျရင် ဒီကိုယ့်ရဲ့နိုင်ငံကိုရအောင်ပြန်မယ်ဆိုတဲ့စိတ်ကပဲတကြံအတွက်မျှော်လင့်ချက်ဖြစ်ခဲ့ပါတယ်ပေါ့တကယ်တော့ဒီစိတ်ကတည်းဒီနှစ်မှတော့မဟုတ်ဘူးပေါ့နော်အဲ့ဒီစိတ်နဲ့ပြတ်တန်းနေခဲ့ရတာအခုဆိုလို့ရှိရင်၄နှစ်တောင်ရှိခဲ့ပြီလေတချင်ချင်းကြားလို့ရှိရင်တော့အရင်လိုမျိုးဒီမြမတန်စင်နေနဲ့ပတောက်တွေမှုင်းနေတဲ့ရန်ကုန်တကြံမှာတငငချင်းနေနဲ့တူတူပြန်ဆောင်ကြမှာတယ်ကိုရဲ့မိသားစုကိုခွဲခွာပြီးတော့နိုင်ငံအသီးသီးမှာရောက်နေကြတယ် တငီချင်းနေလေဒီလုံကြုံနဲ့ကိုမိသားစုအတိုင်းဝင်ပြင်ကျင်ကြမှာပဲလေအချင်းကြီးရရကြောင့်မလို့ဒီလိုခွဲခွာနေရပေမဲ့လည်းပဲတစ်ချိန်ချင်းတော့အရင်လိုမျိုးမြန်မာနိုင်ငံမှာအတူတူပြန်ပြီးတော့ဆုံတွေ့နိုင်မှာပါအင်းဒီစကားတန်နေရတနေရာကိုရောက်သွားမယ်ဆိုရင်မြန်မာတွေတူချင်းစီရဲ့စိတ်ထဲကိုပဲရောက်သွားစေချင်ပါတယ်ဝန်နှုတ်ကောင်းတဲ့အကြောင်းအရာတွေပဲစတိုက်ကြုံနေရတဲ့ကိုလိုမျိုးတွေအတွက်အတိတ်မှာပျော်ရွှင်ခဲ့ဘူးတဲ့ အရာလေးတွေကိုပြန်လည်တတိယမိရဲဆိုရင်ခဏလောက်ပဲဖြစ်ဖြစ်စိတ်ကြည်နူသွားစေချင်ပါတယ်ရှင်ဒုတိယတယောက်အနေနဲ့ကြောင်မဲခရိုင်အထူးတိုက်ခိုက်ရေးတက်ရင်ကရဲဘော်လေးတဦးရဲ့ဝင်းမြထားတဲ့စကားသံတွေကိုကြားကြရမှာပါဒီဒီဇင်ဘာလွမ်းဆောင်ကတော့အဖေနဲ့မိရဲ့အဖေနဲ့မိကိုတော့လုံးဝစေတော့တူတူမရှိနိုင်ဘူးတူတူမရှိသေးတဲ့အတွက်ကျင်းနေမှမာနေကြပါလို့ပြောချင်တာတယောက်ယောက်ကိုရေလောင်းအောင်မယ်ဆိုရင်တော့တယောက်ယောက်ဆိုတော့တယောက်ဖဲလား တယောက်တည်းပို့ရဲဆိုရင်တော့အဖေအမေတွေမောင်နှမတွေနဲ့အဲမက်ကီဖယ်ကိုရေလောင်းစင်အဲကိုယ်လိုပဲတခြားတော့တငယ်ချင်းတွေလေကြောင်းစင်းနဲ့ခွဲနေရပြီးနေရာသေးသေးမှာရှိကြတဲ့သူတွေကိုတော့အားတင်းထားပါလို့ပြောချင်ပါတယ်မလို့စက်ခိုက်တန်းတော့တယောက်တည်းမဟုတ်ဘူးအားလုံးကြုံတွေ့နေရဆိုတော့ဘာပဲဖြစ်ဖြစ်စိတ်တက်ကြရင်လည်းပြန်ထားဖို့ကျွန်တော်တို့အားတင်းထားကြမယ်ဒီနေ့နေ့တော့အကောင်းဆုံးဆိုဖြစ်လာမှာပါအဲဒီစင်စင်ကနေဒီခံစားချက်တွေကို ဘယ်ရောက်ချင်လဲဆိုတော့အဓိကတော့ဖိနန်မင်းစီတိုင်းရရောက်ချင်တယ်ဖိနန်မင်းနဲ့ဝေးနေအချိန်မှာပို့ပြီးတော့ပြောပြတဲ့စကားတွေကိုလည်းဖိနန်မင်းကိုပြောချင်တယ်ပြောရဲလာပြီပြောနိုင်လာပြီပေါ့ဟိုတကယ်ချစ်တယ်ဘယ်လိုမှမမေတ္တာရှိတယ်အပြီးအဲပို့ပြီး view site ချင်တဲ့အကြောင်းတွေကိုသူတို့ဟိုကိုယ်တိုင်ပြောချင်တယ်နောက်ထပ်ဖွင့်ပြပေးချင်တာကတော့မဲဆောက်မှာ ရောက်ရှိခိုးလုံးနေတဲ့ညီမငယ်တယောက်ရဲ့ရင်ဖွင့်လွာလေးတွေကိုနားဆင်ရမှာပါ။ ဒီတချက်မှာဘသူ့ကိုအလွမ်းဆုံးလဲဆိုတော့မိသားစုကိုတရိယာရဲ့ပေါ့နော်မိသားစုကိုတရိယာရဲ့အိမ်ကိုလွှမ်းနေတယောက်ယောက်ကိုရေလောင်းခွင့်ရမယ်ဆိုတာထက်တယောက်ယောက်ကိုမဟုတ်ဘဲနဲ့အာကိုရဲ့အမိသားစုဝင်နေဟိုတူရီတူမရီနဲ့အတူတူပေါ့တချံကိုပျော်ပျော်ရွှင်ရွှင်နဲ့သူတို့နဲ့အာရေဆော့ခြင်းနဲ့ပြီးတော့ ကိုလိုပဲမိသားစုတွေနဲ့ခွဲခွာပြီးတော့နေရာတည်တည်မှနေနေရတဲ့ရုံးခန့်နေရတဲ့တခြားတငယ်ချင်းတွေကိုလည်းမိသားစုဝင်နေနဲ့အမြန်ဆုံးပြန်လဲစုံစည်းရပါစေလို့အာပြောချင်တယ်ပေါ့နော်အားပေးချင်တယ်အခုဒီအခြေစဉ်ကနေပြီးတော့အာကိုယ့်ရဲ့ခံစားချက်တွေကိုဒီအခြေစဉ်ကိုကြည့်နေရဲ့အဲတခြားသောမိသားစုဝင်တွေရောကိုမိသားစုဝင်တွေရောဒီအကြောင်းကိုဒီကနေ့တစ်ဆင့်ကြားခွင့်ရမယ်ဆိုရင်တော့ ပျော်မိမှာပေါ့เนาะအဲဘာလို့လဲဆိုတော့တကယ်တကြံရေရာကိုဟိုကျမရဲ့တယောက်ထဲခံစားမှုနဲ့ဆိုရင်တကြံကိုဒါဖြတ်တန်းခဲ့ရတဲ့6နှစ်မြောက်အချိန်ကာလကိုရောက်လာပြီပေါ့เนาะဒါပေမဲ့အခုချိန်ဒီကြံရဲခံစားမှုအပြေဝမခံစားရဘူးတချို့တော့ခံစားချက်တွေကိုချုပ်တီးထားရတယ်ပြီးတော့ ဒီချိန်မှာငါတို့ဘလိုမျိုးဖြတ်တန်းခဲ့ရပါတယ်ဆိုတော့နောက်ဆုံးမှတ်မိခဲ့တဲ့အတိတ်ထဲကနေပြီးတော့ကျမတို့ကပြန်မထွက်နိုင်သေးဘူးပေါ့။ဘာလို့လဲဆိုတော့ဒါကြီးကိုပြန်မရသေးသေးတွေကကျမတို့ဘယ်တော့မှအဲ့လိုမျိုးဘလိုပြောရမလဲ။နောက်ဆုံးပြောခဲ့ရတဲ့အမှတ်တရကိုတော့ဘယ်တော့မှမေ့မှာတော့မဟုတ်ဘူးပေါ့နော်။အာတကြံဆိုရဲတကြံအစ်စ်အမှန်ကိုတကယ်ပြန်လို့ရှင်နေပြန်ရချင်းနေနောက်ဆုံးအနေနဲ့ စီရီယန်ဆီယာမာလေးတူရဲ့တကြံအလွမ်းခန်းစားချက်တွေကိုကြားကြရမှာပါတကြံမှာရေလောင်းခွင့်ရမယ်ဆိုရင်အအမေကိုရေလောင်းချင်တယ်ပေါ့နော်အအမေကပတောက်ပံအရန်ကြိုက်တယ်အရန်ကြိုက်တယ်ဆိုတော့တကြံမှာအဲပတောက်ပံညတစ်ခါလေးကြာရင်ပွင့်လာနောက်ကြရတယ်နော်အဲရှရှပပပွင့်နေအဲအချိန်မျိုးဆိုရင်အလိုခူးလာပြီးတော့အမေကိုပေးရဲ့အမတ်တရရအများကြီးပေါ့နော်အမေနဲ့အဲကြောင့်အမေကိုရေလောင်းခွင့်ရချင်တယ် ဒီတကြံမှာဘယ်ရာကမြုံနေချက်ဖြစ်စင်လဲဆိုရင်တကြံဆိုတာကဒီရေလောင်းနေဆိုတဲ့ပျော်ရွှင်မှုထပ်ပုံပြီးအတိတ်ပဲရှိရပေါ့နော်။ဒါကြောင့်မလို့နှစ်ဟောင်းမှာပူဆွေးမှုတွေဝမ်းနည်းမှုတွေအစိုးတွေကိုစိတ်ကြောပြီးတော့နှစ်သက်မှာပိုကောင်းတဲ့ဘဝတွေကိုရရှိပြီးဒီပြန်မဆောင်နိုင်တဲ့သူတွေလည်းမိသားစုဝင်တဲ့တငယ်ချင်းတွေအမြန်ဆုံးပြန်ဆောင်နိုင်ပြီးတော့ဒီတကြံရင်နဲ့အတူတူခွန်အားတွေကံကောင်းခြင်းတွေရရှိလာစေဖို့မျှော်လင့်ပါတယ်။ မိသားစုနဲ့ခွဲခွာပြီးတော့နေရာအစ်တစ်ခုမှာရုံးကန်လှောက်ရှားရတယ်ဆိုတာမလွယ်ဘူး။ဒါကြောင့်မလို့အတင်းထားပါ။เนาะဒီကြံမှာတို့တွေကအသစ်တွေပြန်ယူကြမယ်။တနေ့ကျရင်ငါတို့အားလုံးအိမ်ပြန်နိုင်ပြီးတော့အတူတူပြန်ဆောင်ပြီးတော့ဒီကြံကိုပြပြရွှေရွှေနဲ့ပြန်ပြီးတော့ဆင်နွှဲကြမယ်။အခုချိန်မှာတော့အိမ်ကိုနှလုံးသားထဲမှာတည်ပြီးတော့ဆက်ရှောက်ကြမယ်နော်။ဒီကြံ FN ရဲ့နောက်ဆုံးနေ့မှာ မြန်မာလူငယ်တွေရဲ့ရင်နှွေးစကားသံတွေကို နားဆင်ပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်။နားဆင်ခံစားခြင်းဆိုတဲ့ရည်ကြီးမှုရော့နည်းလာတဲ့ဒီလိုအချိန်မှာ မျှဝေခြင်းကအရေးကြီးတယ်လို့နားထောင်ပေးခြင်းကလည်းအရေးကြီးပါတယ်။ဒီနှစ်တကြံမှာရင်နှွေးခံစားချက်တွေမျှဝေပေးတဲ့ညီငယ်ညီမငယ်တွေရော နားဆင်ခံစားပေးတဲ့တကြံ FN ရဲ့နားဆင်သူတွေကိုရောလူငယ်ခေတ်ကကျေးဇူးတင်ပါတယ်။နောက်ဆုံးအပိုင်းလေးဖြစ်တဲ့အတွက် အိမ်နဲ့ဝေးကွာ ချစ်ခင်မျက်နှာရသူတွေနဲ့ဝေးကွာနေရသူတိုင်းအမြန်ဆုံးအိမ်ကိုပြန်နိုင်ပါစေချစ်တဲ့အမေမိသားစုချစ်သူတငယ်ချင်းတွေနဲ့စုံစည်းပွေဖက်နိုင်ပါစေလို့နှစ်သက်ဆုမွန်ကောင်းတောင်းပါတယ်နှစ်ဟောင်းကိုနှုတ်ဆက်ရင်းနဲ့နှစ်သက်ကို အားသက်လောင်းပြီးအတူတူသွားကြရအောင်ပါ င်းသာတူလေးမှာပြောင်းလဲမို့ထန်းကပြောင်းတဲ့ကြတယ်ဘယ်တော့